2025ခုနှစ်မလ20ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ငရဲကြောင့်ပျက်စီးဆုံးရှုံးမှုတွေအတွက်ကျမတို့အားလုံးဝမ်းနည်းကြေကွေရပါတယ်။ဒီသဘောဘေးအန္တရာယ်ကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက်အထူးဝမ်းနည်းရပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေလည်းမြန်မြန်တက်တာပျောက်ကင်းပါစေလို့ဆုတောင်းပေးပါတယ်။ဒီကာလမှာကျမတို့အားလုံးစီလုံးညီညွတ်စွာနဲ့ဝမ်းမကူညီကြဖို့အရေးကြီးပါတယ်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေလို့ဆုတောင်းပေးရင်ဒီလိုအရေးကြီးတဲ့အချိန်မှာစကိုင်းကြွေကြုံနဲ့ပတ်သက်ပြီး ်တည်တည်နဲ့ဗဟုသုတဗီဒီယိုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျမတို့ရဲ့သမောချန်နယ်ကို Subscribe လုပ်ပြီးနောက်ထပ်သတင်းအချက်အလက်တွေကိုစောင့်ကြည့်ပေးကြပါအောင်။မြန်မာနိုင်ငံရဲ့အန်တီရရှိဆုံးပြည်ရီကျော်ကြီးသကိုင်းပြည်ရီဟာမြန်မာနိုင်ငံရဲ့အန်တီရရှိဆုံးပြည်ရီကျော်ကြီးပါပဲ။ဒီပြည်ရီကြီးကမြန်မာနိုင်ငံရဲ့အလဲပိုင်းကနေတောင်ပိုင်းအထိဖြတ်သန်းသွားပြီးကြည်မရဲ့မြေငရင်တွေဖြစ်ပေါ်စေနိုင်တဲ့အင်အားရှိပါတယ်။ online လို့ခေါ်တဲ့ပြည်ရီကျော်ကြီးဟာကမ္ဘာမြေလွှာကြောင်းကြီး ရွေရှားတဲ့အခါမှာဖြစ်ပေါ်လာပြီးစကိုင်းပြည့်ရည်ကတော့အဲ့လိုပြည့်ရည်ကြောရည်တဲကအင်အားအကြီးဆုံးတစ်ခုပါဒီပြည့်ရည်ကြီးဟာမြန်မာနိုင်ငံရဲ့မြေမျက်နှာတင်ပြင်ကိုပြောင်းလဲစေခဲ့ပြီးတောင်တန်းတွေ၊ကျန်းဝန်းတွေနဲ့မြစ်ချောင်းတွေအများကြီးဖြစ်ပေါ်စေခဲ့ပါတယ်။ဒါ့အပြင်ဒီပြည့်ရည်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့မြေငရင်တွေဟာလူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဆုံးရှုံးချနိုင်တယ်လို့အဆောက်အုံတွေ၊ရတနာတွေနဲ့တခြားအခြေခံအဆောက်အုံတွေကိုလည်းပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်စကိုင်းပြည့်ရည်ရဲ့အန်တီယိုသတိထားပြီး ငငရေပေးအနေကိုကာကွယ်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့အရေးကြီးပါတယ်။ Emergency Preparedness လို့ခေါ်တဲ့အရေးပေါ်အခြေအနေအတွက်ပြင်ဆင်မှုတွေလုပ်ထားခြင်းအပြင်ဖြစ်လာနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေကိုရှင်းချနိုင်ပါတယ်။ငငရေနေရဲ့အရင်ကံစကိုင်းပြည့်ရဲ့တုံခါမှုတမန်စကိုင်းပြည့်ရဲ့တုံခါမှုတမန်ဟာမြန်မာနိုင်ငံအတွက်အလွန်အရေးကြီးပါတယ်။ဒီပြည့်ရဲ့ကြီးဟာနှစ်ပေါင်းများစွာကတည်းကငငရေနေဖြစ်ပေါ်စေခဲ့ပြီးအဲ့ငရေနေရဲ့တမန်ကိုလေးလာခြင်းအပြင် နောက်ဖြစ်လာနိုင်တဲ့ငရေနေကိုခံမနိုင်ပါတယ်။ historical data လို့ခေါ်တဲ့သမိုင်းဆိုင်ရာအချက်လက်တွေကိုစုဆောင်းခြင်းနဲ့လေ့လာခြင်းဟာအနာဂတ်အတွက်အရေးကြီးပါတယ်။ဒီပြည့်ရည်ကြီးဟာအရင်ကလည်းကြီးမားရင်ငရင်နေအများကြီးဖြစ်ပေါ်စေခဲ့ပါတယ်။ဥပမာအားဖြင့်1912ခုနှစ်မှာမန္တလေးမြို့မှာပြည်အား၈သ3900ရဲ့ငရဲတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ငရဲကြောင့်လူအများပြားသေဆုံးခဲ့ပြီးအဆောက်အဦလည်းအများကြီးပျက်စီးခဲ့ပါတယ်။မဂနီကျူးလို့ခေါ်တဲ့ငရဲပြင်းအားကိုတိုင်းနာခြင်းဟာအရေးကြီးပါတယ်။ဒါကြောင့်စကိုင်းပြည့်ရဲ့တွန်ခါမှုတမိုင်းကိုလေ့လာကြခြင်း မြန်မာနိုင်ငံမှာဖြစ်လာနိုင်တဲ့ငရဲအန်တရက်ကိုပုံမနားလည်နိုင်ပြီးကြိုတင်ကာကွယ်မှုတွေလုပ်နိုင်ပါတယ်။ Suspect activity လို့ခေါ်တဲ့ငရဲလှုံ့ဆော်မှုတွေကိုစောင့်ကြည့်ခြင်းအဖြစ်အန်တရက်ကိုကြိုတင်သိရှိနိုင်ပါတယ်။စကိုင်းပြည်ရေးကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အန်တရက်ကြီးစကိုင်းပြည်ရေးကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အန်တရက်တွေကအလွန်ကြီးမားပါတယ်။မြေငရဲနေအပြင်မြေပြိုခြင်း၊ဆူနာမီနဲ့တခြားသဘောပေးအန်တရက်တွေလည်းဖြစ်ပေါ်နိုင်ပါတယ်။ဆူနာမီလို့ခေါ်တဲ့ရေလိုင်းကြီးတွေဟာငရဲကြောင့်ပင်လယ်ထဲမှာဖြစ်ပေါ်နိုင်ပါတယ်။ ထို့သဖြင့်မြန်မာနိုင်ငံမြို့ကြီးတွေဟာစကိုင်းပြည့်ရည်နဲ့နေကက်စွာတည်ရှိနေတဲ့အတွက်ကြီးမားတဲ့အငရဲတစ်ခုဖြစ်ပေါ်လာရင်လူအများပြားထိခိုက်နိုင်ပါတယ်။အဆောက်အုံတွေလန်တတားတွေနဲ့တခြားအခြေခံအဆောက်အုံတွေလည်းပျက်စီးနိုင်ပါတယ်။ infrastructure လို့ခေါ်တဲ့အခြေခံအဆောက်အုံတွေပျက်စီးခြင်းဟာရေကြီးရဲ့ပြဿနာတစ်ခုပါ။ဒါကြောင့်စကိုင်းပြည့်ရည်ရဲ့အတရကိုတည်ထားပြီးငငရဲ့ဘေးအန္တရာယ်ကိုကာကွယ်ဖို့အတွက်အစိုးရနဲ့ပြည်သူတွေပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ disaster management လို့ခေါ်တဲ့ဘေးအန္တရာယ်စီမံခန့်ခွဲမှုဟာရေကြီးအပိုင်းတစ်ခုပါ။ စကိုင်းပြည့်၍မြန်မာနိုင်ငံမြင်းမျက်နှာတင်မျိုးပြောင်းလဲစေရတရားခံစကိုင်းပြည့်ဟာမြန်မာနိုင်ငံမြင်းမျက်နှာတင်မျိုးအကြီးကျယ်ပြောင်းလဲစေရတရားခံမှာဒီပြည့်ကြီးဟာတောင်နှန်းတွေကျိုင်းဝန်းတွေနဲ့နစ်ချောင်းတွေအများကြီးဖြစ်ပေါ်စေခဲ့ပါတယ် geological formation လို့ခေါ်တဲ့ဘူမိပေဒါဆိုင်ရာဖွဲ့စည်းပုံတွေဟာနှစ်ပေါင်းများစွာကြာအောင်ပြောင်းလဲလာပါတယ်ဒီပြည့်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့မြင်းငင်ရင်တွေဟာမြင်းမျက်နှာတင်မျိုးပုံမပြောင်းလဲစေပါတယ် ညပြိုခြင်းညသားပြိုချခြင်းနဲ့တခြားမြေမျက်နှာသွင်းပြင်ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။ landslide လို့ခေါ်တဲ့မြေပြိုခြင်းဟာအန်တီအေဂျီရဲ့ဖြစ်စဉ်တစ်ခုပါ။ဒါကြောင့်စကိုင်းပြည့်ရဲ့တက်ရောက်မှုတွေကိုနားလည်ခြင်းအဖြစ်မြန်မာနိုင်ငံရဲ့မြေမျက်နှာသွင်းပြင်ပြောင်းလဲမှုတွေကိုပုံမကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါတယ်။ environmental impact လို့ခေါ်တဲ့ပဝင်းကျင်ပေါ်တက်ရောက်မှုတွေကိုနားလည်ခြင်းဟာအရေးကြီးပါတယ်။ငွေပညာရှင်တွေနဲ့စကိုင်းပြည့်ရဲ့လှုပ်ဝှက်ချက်များငွေပညာရှင်တွေဟာစကိုင်းပြည့်ရဲ့လှုပ်ဝှက်ချက်တွေကိုဖော်ထုတ်ဖို့အတွက် အမြင်နဲ့ကြိုးစားနေကြပါတယ်။သူတို့ဟာ seismometer လို့ခေါ်တဲ့ငရဲ့တိုင်းကိရိယာတွေနဲ့တခြားနေပညာတွေကိုအသုံးပြုပြီးပြည့်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေကြပါတယ်။ဒီပညာရှင်တွေဟာသကိုင်းပြည့်ရဲ့တမိုင်းကိုလေ့လာပြီးနောက်ဖြစ်လာနိုင်တဲ့ငရဲ့တွေကိုခန့်မှန်းဖို့ကြိုးစားနေကြပါတယ်။သူတို့ဟာ data analysis လို့ခေါ်တဲ့အချက်လက်တွေကိုခွဲခြမ်းစစ်ဖြာခြင်းနဲ့ modeling လို့ခေါ်တဲ့ပုံစံတွေပြုလုပ်ခြင်းတွေကိုအသုံးပြုကြပါတယ်။ဒါကြောင့်ဒီပညာရှင်တွေရဲ့သူတွေတနာတွေဟာသကိုင်းပြည့်ရဲ့အတရေကိုပုံမနားလည်နိုင်ဖို့နဲ့ ငင်ငင်ပေးတဲ့ကိုကာကွယ်ဖို့အတွက်အရေးကြီးပါတယ်။ Resort finding လို့ခေါ်တဲ့သူတွေတနာတွေ့ရှိချက်တွေကိုအသုံးပြုခြင်းဟာအရေးကြီးပါတယ်။စကိုင်းပြည်ကြောင့်ဖြစ်ပေါ်လာတဲ့သဘောဘေးအန္တရာယ်တွေကိုဘယ်လိုကာကွယ်ကြမလဲ။စကိုင်းပြည်ကြောင့်ဖြစ်ပေါ်လာတဲ့သဘောဘေးအန္တရာယ်ကိုကာကွယ်ဖို့အတွက်အစိုးရနဲ့ပြည်သူတွေပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ Mitigation လို့ခေါ်တဲ့တပ်သားစီခြင်းနဲ့ Preparedness လို့ခေါ်တဲ့ပြင်ဆင်ခြင်းတွေဟာအရေးကြီးပါတယ်။အစိုးရဟာငင်ငင်ဘေးအန္တရာယ်ကိုကာကွယ်ဖို့အတွက်အစအုံတွေကိုငြိမ်တမ်းခံနိုင်အောင်စောင့်ရှောက်ဖို့ စီမင်းစည်းကမ်းတွေချမှတ်တင်ပါတယ်။ဒါအပြင်ပြည်သူတွေကိုမြင်ငင်ဘေးအန္တရာယ်အကြောင်းပညာပေးဖို့လည်းလိုအပ်ပါတယ်။ Public Awareness လို့ခေါ်တဲ့ပြည်သူတွေရဲ့အသိပညာမြင့်မားခြင်းဟာအရေးကြီးပါတယ်။ပြည်သူတွေဟာလည်းမြင်ငင်ဘေးအန္တရာယ်ကိုကာကွယ်ဖို့အတွက်အင်တီမာငရတခံနိုင်အောင်ပြင်ဆင်ထားတင်ပါတယ်။ဒါအပြင်အရေးပေါ်အခြေအနေအတွက်အစဉ်သင့်ဖြစ်နေဖို့လည်းလိုအပ်ပါတယ်။အမောင်ချန်စီကစ်လို့ခေါ်တဲ့ရေပေါ်ပစ္စည်းပြင်ဆင်ထားခြင်းဟာအရေးကြီးပါတယ်။စကိုင်းပြရီနဲ့ဆက်ဆက်နေတဲ့ငွေအန်တရီတွေကိုကြိုတင်ပြင်ဆင်ခြင်း စကိုင်းပြည်ရီနဲ့ဆက်ဆက်နေတဲ့ငရင်အန်တီတွေကိုကြိုတင်ပြင်ဆင်ခြင်းဟာအလွန်အရေးကြီးပါတယ်။ risk assessment လို့ခေါ်တဲ့အန်တီအကဲဖြတ်ခြင်းနဲ့ contingency plan လို့ခေါ်တဲ့ရေပေါ်အစီအစဉ်တွေဟာအရေးကြီးပါတယ်။အစိုးရဟာမြင်ငင်ဘေးအန္တရာယ်ကိုကာကွယ်ဖို့အတွက်မြို့ပြစီမံကိန်းတွေကိုပြန်လည်သုံးသပ်ပြီးငရင်တန်းခန်းအောင်ပြင်ဆင်သင့်ပါတယ်။ဒါ့အပြင်ရေပေါ်ကယ်ဆယ်အဖွဲ့တွေကိုလည်းလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ urban planning လို့ခေါ်တဲ့မြို့ပြစီမံကိန်းဟာအရေးကြီးပါတယ်။ဒီတွေဟာလေအင်းဒီမှာငရင်တန်းခန်းအောင်ပြင်ဆင်ထားသင့်ပါတယ်။ဒါ့အပြင် ရေးပေါ်အခြေအနေအတွက်အဆင်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်။ Evacuation Plan လို့ခေါ်တဲ့ရွှေ့ပြောင်းရေးအစီအစဉ်တွေဟာအရေးကြီးပါတယ်။သကိုင်းပြည်၍မြန်မာနိုင်ငံရဲ့အနာဂတ်ကိုချင်းချောက်နေတဲ့အန်တီအေသကိုင်းပြည်ဟာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုချင်းချောက်နေတဲ့အန်တီအေပါ။ဒီပြည်ကြီးကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကြီးမားငွေရည်တွေဟာလူတွေရဲ့အသက်အိုးအိမ်စီးဆင်းတွေကိုဆုံးရှုံးစေနိုင်ပါတယ်။ Future Race လို့ခေါ်တဲ့အနာဂတ်အန်တီအေဟာစွင့်စရာပါ။ဒါအပြင်ဒီပြည်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝဘေးအန်တီအေတွေဟာ မြန်မာနိုင်ငံစီးပွားရေးနဲ့လူမှုရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။ Economic impact လို့ခေါ်တဲ့စီးပွားရေးပေါ်တရားမှုဟာကြီးမားပါတယ်။ဒါကြောင့်သကိုင်းပြည်ရဲ့အန်တရာယ်ကိုသတိထားပြီးငင်းငင်းပေးအန်တရာယ်ကိုကာကွယ်ဖို့အတွက်အစိုးရနဲ့ပြည်သူတွေပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ Sustainable development လို့ခေါ်တဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဟာအရေးကြီးပါတယ်။စကိုင်းပြည့်ရဲ့နောက်ဆုံးမော်ဒေလတွေ့ရှိချက်များဒီပညာရှင်တွေဟာစကိုင်းပြည့်ကိုအမြင်နဲ့လေ့လာနေကြပြီးနောက်ဆုံးမော်တွေ့ရှိချက်တွေကိုမျှဝေနေကြပါတယ် scientific research လို့ခေါ်တဲ့သိပ္ပံနေကြာသတိတနာတွေဟာဖြေကြည့်ပါတယ်။ဒီလေလံတွေ့ရှိချက်တွေဟာစကိုင်းပြည့်ရဲ့အန်တီရီကိုပုံမနားလည်နိုင်ဖို့နဲ့ညီငင်ဘေးအန်တီရီကိုကာကွယ်ဖို့အတွက်အရေးကြီးပါတယ်။ later findings လို့ခေါ်တဲ့နောက်ဆုံးပေါ်တွေ့ရှိချက်တွေဟာအရေးကြီးပါတယ်။ဒါကြောင့်စကိုင်းပြည့်ရဲ့နောက်ဆုံးပေါ်လေလံတွေ့ရှိချက်တွေကိုသိရှိထားခြင်းအဖြစ်မြန်မာနိုင်ငံရဲ့ညီငင်ဘေးအန်တီရီကိုပုံမကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါတယ်။ knowledge sharing လို့ခေါ်တဲ့အသိပညာမျှဝေခြင်းဟာအရေးကြီးပါတယ်။ စကိုင်းပြည့်၍မြန်မာနိုင်ငံရဲ့မြငင်းရေစုံများနဲ့ဘေးအန္တရာယ်အခြေအနေစကိုင်းပြည့်ဟာမြန်မာနိုင်ငံရဲ့မြငင်းရေစုံတွေကိုအတိအကသတ်မှတ်ပြီးရဲ့ပြည့်ရချောကြီးပါဒီပြည့်ရချောကြီးရဲ့အနေနာမှာရှိရဲ့မြို့ရည်နဲ့ဒေသရည်ဟာမြငင်းအန္တရာယ်အမြင့်ဆုံးနေရာတွေပါဆက်စမစ်စုံလို့ခေါ်တဲ့ငရင်စုံတွေဟာအေးချေပါတယ်ဒီစုံတွေမှာနေထိုင်တဲ့သူတွေဟာမြငင်းရဲ့ဘေးအန္တရာယ်ကိုပိုပြီးသတိထားပါမယ်အဆောက်အုံတွေကိုငရင်တန်ခံနိုင်အောင်ဆောက်လုပ်ခြင်းရေပေါ်အခြေအနေအတွက်ပြင်ဆင်ခြင်းနဲ့ရေပေါ်ကေဆေးဖွဲ့တွေရဲ့အကူအညီတွေကိုသိရှိထားခြင်းဟာ အရေးကြီးပါတယ်။ brick area လို့ခေါ်တဲ့အတရရှိတဲ့နေရာကို သိရှိထားခြင်းဟာအရေးကြီးပါတယ်။ဒါကြောင့်စကိုင်းပြည့်ရဲ့မြေငရေစုံနေနဲ့ဘေးအန္တရာယ်အခြေအနေတွေကို သိရှိထားခြင်းအပြင်မြန်မာနိုင်ငံရဲ့မြေငရေဘေးအန္တရာယ်ကိုပုံမကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါတယ်။ disaster preparedness လို့ခေါ်တဲ့ဘေးအန္တရာယ်ပြင်ဆင်မှုဟာအရေးကြီးပါတယ်။ဒီလိုအရေးကြီးအခြေမှာကျွန်မအားလုံးစီလုံးငင်ညွတ်စွာနဲ့ဝမ်းဝမ်းကူညီကြဖို့အရေးကြီးပါတယ်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေလို့ဆုတောင်းပေးရင်ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျွန်မတို့ရဲ့တမောင်း channel ကို subscribe လုပ်ပြီးနောက်ထပ်သတင်းအချက်အလက်တွေကိုစောင့်ကြည့်ပေးကြပါအောင်ကျေးဇူးတင်ပါတယ်ရှင့်